လင်းညင်းပွင့်ကအသင်ကျမရေးတွေဆရာတဆူဆိုတာသိပြီးပြီလားအလုံးပဲမိကလာပါ The American Mistake Channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အစွမ်းထက်တဲ့လင်းညင်းပွင့်ရဲ့ကျမရဲ့အကျိုးကျေးဇူးတွေနဲ့အသုံးပြုပုံအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဟိုးအရင်ခေတုန်းကလင်းညင်းပွင့်ဟာရွှေထက်တောင်တန်ဖိုးကြီးခဲ့ပါတယ်လင်းညင်းပွင့်ဆိုတာကဒီလိုတည်သေးလေးတွေပါလင်းညင်းပွင့်ကိုဟင်းခတ်အမွေးအကြိုင်အနေနဲ့လဲရောင်းကြပါတယ်အိမ်မှာဒါကိုအလွယ်တကူစောင့်နှားလို့ရပြီး ဒီလင်းညင်းဖွင့်တွေကိုဘလို့အသုံးချရမလဲနဲ့ဘာတွေအတွက်ကောင်းလဲဆိုတာကိုပဲတည်ထားဖို့လိုတာပါဒီလင်းညင်းဖွင့်တွေကိုတရုတ်နိုင်ငံမှာဆေးဝါးအနေနဲ့စားသုံးလာခဲ့တာနှစ်ပေါင်း2000ကျော်ပြီဖြစ်ပြီးအရင်ခေတ်တုန်းကဆိုရင်ဒီလင်းညင်းဖွင့်တွေဟာတံပိုးကြီးလုံးလို့ရွှေနဲ့တောင်လဲပြီးဝယ်ယူခဲ့ရတာပါပလိတ်ယောဂကတ်ဆိုးကြီးဖြစ်တုန်းကလည်းတဘာဝဆေးဖက်ဝင် အပင်တွေနဲ့ဆေးကြိုပြီးအဲ့ဒီအငွေးကိုရှူခဲ့ကြပါတယ် အဲ့ဒီတုန်းကလေလင်းင်းပွင့်ရဲ့ဗိုင်းရပ်စ်တွေဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့အစွမ်းကြောင့်လင်းင်းကိုထယ်သွင်းခဲ့ကြပါတယ်။ဒါတင်မကသေးပါဘူး။သွားအတွက်ထုံစေးတွေမပေါ်ခင်ခေတုန်းကလည်းလင်းင်းစီကို သုံးခဲ့ကြပါတယ်။လင်းင်းစီကအကိုက်အခဲပျောက်စေတဲ့အတွက်သူ့ရဲ့အကျိုးသက်ရောက်မှုကအခုနောက်ပိုင်းမှာသွားဆရာဝန်တွေသုံးတဲ့လီဒိုကင်းဆိုတဲ့ဓာတုပစ္စည်းနဲ့တော်တော်တူပါတယ်။ဒါကလိမ့်စေးဖြစ်လို့အသားရေပေါ်လဲလိမ့်လို့ရတယ်။တဖုံးပေါ်လဲလိမ့်လို့ရသလို့ အပေါက်ဖြစ်နေပြီးအာယုံကြောပေါ်နေတဲ့သွားပေါ်လဲတိုက်ရိုက်လိမ့်လို့ရပါတယ်။နာနေတဲ့နေရာကထုံပြီးဝေဒနာတက်တာသွားပါလိမ့်မယ်။ဒီလေးညင်းစီကိုတုံးချင်းရဲ့အားသာချက်တစ်ခုကတော့ဘေးထွက်ဆိုးကျိုးမရှိတာပါပဲ။ဒီအစီကဗတိဗီယာတွေ၊မှိုယောဂါတွေ၊ဥပမာကန်တီတာမှိုယောဂါဗိုင်းရပ်စ်ပိုးတွေရေကိုနှိမ်နင်းနိုင်ပါတယ်။သွားကိုထုံထိုင်းစေပြီးနာကျင်မှုကိုတတ်တာစေတဲ့အပြင် အနုဇီဝပိုးတော်တော်များများကိုနှိမ်နင်းနိုင်တဲ့အစွမ်းတတ္တိရှိပါတယ်။ လင်းချင်းစီအားတေးကြီးရေးစည်းစင်းမှုကိုအထောက်အကူဖြစ်သလိုအစာချေပေးတဲ့အင်ဆိုင်တွေကိုလည်းတိုးပွားစေပါတယ်။လင်းချင်းစီအားပါးစပ်အတွင်းဝေဒနာတွေကိုလည်းတတ်သားစေလို့လင်းချင်းစီနဲ့လှုပ်ထားတဲ့ပါးစပ်ဆေးအရေး၊သွားရိုက်ဆေးနဲ့သဖုံးရောင်နာဥသဆေးတွေကိုပါပေါ်ဆက်ထုတ်လုပ်ထားကြပါတယ်။လင်းချင်းစီကိုဓာတုဆေးဝါးအစာထိုးအနေနဲ့လည်းအသုံးပြုနေကြတဲ့နေရာတွေအများကြီးရှိပါတယ်။ရောင်ရမ်းကြိုက်ခဲမှုတွေလင်းချင်းပွင့်အစီ ပထမဆုံးတစ်ခုကတော့သွားဆရာဝန်တွေသွားကိုထုံအောင်အသုံးပြုတဲ့ဗန်ဇိုကိန်းဆိုတဲ့အကရခဲပျောက်ထုံစေးပါ။လေးငင်းအစီကဗန်ဇိုကိန်းထက်တောင်အာနိသင်ပြတာမြန်ပါလေ။အချိန်ပိုကြာကြာခံပြီးသွားခိုက်ဝေဒနာနဲ့ပိုးဝင်ခြင်းတို့အတွက်လဲပိုးအသုံးဝင်တယ်လို့လေလာချက်တွေအရသုံးသပ်ထားကြပါတယ်။နောက်ထပ်လေလာစမ်းသပ်မှုတစ်ခုမှာတော့လေးငင်းစီနဲ့ပြုလုပ်ထားတဲ့ယူဂျီနောအမွှေးစီကိုဟိုက်ဒရိုကော်တီဆုံးနဲ့နှိုင်းရှင်ကြည်ရာမှာတော့အကျိုးသက်ရောက်မှုက အတူတူရှိပြီးငောင်ရမ်းမှုကျစေခြင်းနဲ့အသားအရေကအနီကွက်တွေတတ်တာစေခြင်းတို့မှာတော့လင်းငင်းအစီကပိုတောင်ကောင်းသေးတယ်လို့တွေးရှိရပါတယ်။ဒါကိုတော့ငောင်ရမ်းမှုဆိုင်ရာလေးလာတုံ့တက်မှုဂျာနယ်မှာတွေးရပါတယ်။မှုဆွဲမှုအတွက်လင်းငင်းစီနောက်ထပ်လေးလာစမ်းသပ်မှုတစ်ခုကတော့ခြေချောင်းမှုဆွဲခြင်း၊တဲဝဲတို့လိုမှုဆွဲခြင်းတွေအတွက်ဖြစ်ပြီး T3Y နဲ့နှိုင်းရှင်ကြီးတဲ့အခါမှာ လေးငင်းအစီကကန်ဒီတာနဲ့မှုတွေကိုနှိမ်နှင်းတဲ့နေရာမှာအာနိသင်မြ мян ပြတာကို တွေ့ရပါတယ်။လီတိုကိန်းနဲ့ရှင်ကြီးတဲ့အခါမှာလဲလေးငင်းစီကနာကျင်မှုတွေကိုပိုကြကြထုံသွားစေတာကိုတွေ့ရပါတယ်။လေးငင်းစီကိုဘလို့သုံးရမလဲ။ကဲအခုတော့ဒီလေးငင်းကိုဘလို့သုံးလို့ရလဲဆိုတာကိုပြောပြပေးပါမယ်။လေးငင်းကအသင်မီးဖို့ကမ်းမှာရှိပြီးသားဖြစ်နေတော့ဘလို့အသုံးချရမလဲ။ဘလို့အခြေအနေတွေမှာသုံးလို့ရလဲဆိုတာတွေကိုပဲသိဖို့လိုတော့တာပါ။ ဒါကြောင့်လင်းငင်းကိုလိမ့်စေးလုံနေတဲ့ညမအိတ်ခင်တောက်ဖို့တောက်စေးလုံနည်းတွေကိုပြောပြပေးပါမယ်။ဒါပေမဲ့အရင်ဆုံးတော့ဒီလင်းငင်းကိုအသုံးပြုတဲ့အခြေအနေတွေကိုပြောပြပေးပါမယ်။လင်းငင်းကသွားချိုးကတ်ခြင်းလိုမျိုးဘိုင်ယိုဖလင်ကြောင့်ဖြစ်တဲ့ဝေဒနာတွေလို သွားနှံပတ်သက်တဲ့နာကျင်မှုတွေအတွက်အရင်အသုံးဝင်တဲ့ဆိုတာကိုတော့အချိန်မှပြောပြပါပြီ။ဒီလိုဝေဒနာတွေအတွက်လင်းငင်းဝင်ကိုစုတ်တာပဲဖြစ်ဖြစ်လင်းငင်းစီကို ဝန်လေးနဲ့တို့ပြီးနာကျင်နေတဲ့နေရဝန်းကျင်ကတဖုံးနဲ့သွားတွေကိုလိမ့်ပေးတာဖြစ်ဖြစ် လုံလို့ရပါတယ်။ဒါပေမဲ့သွားပိုးစားနေခြင်းတော့ပိုးပေါက်အတွင်ကိုဝင်အောင်ထည့်ပေးဖို့လိုပါတယ်။နောက်ထပ်အသုံးဝင်တဲ့နေရကတော့ကြွက်သားနာကျင်မှုနဲ့အယိုးအဆစ် နာကျင်ကြိုက်ခဲမှုတွေအတွက်ပါ။လင်းညင်းစီနှစ်ဆက်လောက်ကိုတန်လွင်စီဒါမှမဟုတ်အုံစီနေနေနဲ့ရောပြီးနာကျင်နေတဲ့နေရကိုလိမ့်ပေးလို့ရပါတယ်။စားခါနဲ့ရေတဲကိုလင်းညင်းစီနှစ်ဆက်လောက်ထည့်ပြီး ရောသမမှွေပြီးတော့ကြွက်သားတွေကို လိမ့်ပေးလို့လည်းရပါတယ်။စားကားမှာကြွက်သားတွေကိုပြေလျော့စေတဲ့မဂနီဆီယမ်ဓာတ်လည်းပါဝင်ပါတယ်။တရှိုးကတော့နှကန်းအားဖြစ်စီအနေနဲ့သုံးကြပါတယ်။ရေယုံယောဂပေါ်အားပိစင်ပလက်ကြောင့်ဖြစ်တဲ့နှကန်းမှာပေါက်တဲ့အနာတွေပေါ်မှာလည်းလိမ့်ပေးလို့ရပါတယ်။ပြားဖျောင်းဒါမှမဟုတ်အုံးစီနဲ့လေးညင်းစီ20လောက်ကိုရောပြီးနှကန်းပေါ်မှာလိမ့်ပေးလို့ရပါတယ်။လေးညင်းကဗိုင်းရပ်စ်ပိုးတွေကိုသေစေနိုင်တဲ့အတွက် ရေယုံကြောကပိုးကိုလည်းနှိမ်နင်းနိုင်ပါတယ်။ချင်းပြေးစည်းအနေနဲ့လည်းဖြံပိုးတွေကိုလင်းညစ်စီ20လောက်ထည့်ပြီးရေရောပြီးခနာကိုအပေါ်မှာဖြံပေးလို့ရပါတယ်။အစိတ်လည်းမသိတဲ့အတွက်လူတွေတင်းမဟုတ်ပဲတရိတ်ဆန်တွေကိုပါချင်းနေရင်တွေမအောင်နေအောင်ဖြံပေးလို့ရပါတယ်။ကောင်းကောင်းအိတ်နိုင်ဖို့အတွက်လင်းညင်းပွင့်ရေနွေးချံအခုဆက်ပြီးပြောပြပေးမှာကတော့လင်းညင်းပွင့်ရေနွေးချံအသုံးပြုခြင်းအကြောင်းပါအိယာမဝင်ခင်တောက်ရင် ပင်ပန်းနွမ်းနေမှုတွေကိုပျောက်ကင်းစေပြီးအိမ်မောချာချာအိပ်ပျော်စေတဲ့ဒီရေနွေးချမ်းကိုဘလို့လုံးရမလဲဆိုတာကိုလည်းပြောပြပေးပါမယ်။မဖြစ်မနေတောက်တင်တာမဟုတ်ပေမဲ့မအိတ်ခင်ဒီရေနွေးချမ်းလေးတစ်ခွက်တောက်လိုက်တာကတင်းရွတ်အရန်ကိုကောင်းမွန်ပါတယ်။လင်းချင်းပွင့်ရေနွေးချမ်းနဲ့အစိုက်အတောက်ဖယ်ရှားခြင်း။လင်းချင်းပွင့်ရေနွေးချမ်းရဲ့ပထမဆုံးအကျိုးကျေးဇူးကတော့အသေးသေးကအစိုက်အတောက်တွေကိုဖယ်ရှားပေးတာပါ။အသေးသေးကခြေဖြတ်မှုလုပ်ငန်းစဉ်တွေအတွက် အင်ဆိုင်တွေကိုနှိုးဆွပေးပါတယ်။လေးညင်းပွင့်ရင်နွေးချမ်းနဲ့အစာခြေဖြတ်ခြင်းလေးညင်းပွင့်ရင်နွေးချမ်းဟာအစာခြေဖြတ်မှုကိုလည်းအထောက်အကူဖြစ်လို့အစာမကြေတာမအီမလေးဖြစ်နေတာလေးထတာစားတဲ့ပြဿနာတွေအတွက်အစာစားပြီးနောက်တောက်ပေးသင့်ပါတယ်။အစာစားပြီးရင်ပြည့်နေရင်လည်းဒီရင်နွေးချမ်းကိုတောက်ပေးလိုက်ရင်တတသွားတတ်ပါတယ်။လေးညင်းပွင့်ရင်နွေးချမ်းနဲ့အသက်ရှူလမ်းကြောင်းပြဿနာများတင်းမှာချောင်းဆိုးရင်ကျက်ခြင်း အဆုပ်တွင်းအချွဲထားခြင်းအအေးမိခြင်းချောင်းဆိုးခြင်းနှင့်ဗန်းနာရင်ကျက်ယောဂါလိုမျိုးအသက်ရှူလမ်းကြောင်းပြဿနာတွေရှိနေရင်ဘေးထွက်ဆိုးကျိုးမရှိတဲ့သဘာဝပိုးသက်ဆေးအနေနဲ့တောက်သုံးလို့ရပါတယ်။လင်းကြီးဖွဲ့ရင်နွေးချမ်းနဲ့မှတ်ဉဏ်တချို့ကလည်းမှတ်ဉဏ်ပိုကောင်းစေဖို့အတွက်လင်းကြီးဖွဲ့ရင်နွေးချမ်းကိုတောက်တက်ကြပါတယ်။ဒီရင်နွေးချမ်းကမှတ်ဉဏ်စူးစိုက်နိုင်စွမ်းကိုတိုးတက်ကောင်းမွန်စေပါတယ်။လင်းကြီးဖွဲ့ရင်နွေးချမ်းနဲ့နှလုံးရောဂါ ဒင်းကြီးမွေရင်သွေးချမ်းကနှလုံးအတွက်လည်းကောင်းပါတယ်။သွေးလည်းပမှုကိုကောင်းစေပြီးနှလုံးကိုချမ်းမာစေပါတယ်။လင်းကြီးမွေရင်သွေးချမ်းနဲ့ကိုခံအားလင်းကြီးမွေရင်သွေးချမ်းကကိုခံအားကိုလည်းအကျိုးပြုတဲ့အတွက်လင်းကြီးမွေရင်သွေးချမ်းကို ပုံမှန်တောက်ပေးရင်ချမ်းမာတဲ့ကိုခံအားစနစ်ကိုရနိုင်မှာဖြစ်ပါတယ်။လင်းကြီးမွေရင်သွေးချမ်းနဲ့ကတွင်ချမ်းမာရေးလင်းကြီးဟာအနုဇီဝပိုးမွားတွေကိုလည်းတည်စေနိုင်တဲ့အတွက် ပါဇက်ဆေးအရေးအဖြစ်အသုံးပြုရင်တောင်မှကတွင်းကိုတန်ရှင်းစေပါတယ်။ဘိုင်ယိုဖလင်တွေအတွက်အကျိုးသက်ရောက်မှုရှိပြီးသွားကြိုးတွေကိုအထူးလျော့နေစေတဲ့အကြောင်းကိုလည်းပြောပြီးပါပြီ။လင်းညင်းပွင့်ရင်းနှွေးချမ်းနဲ့အိပ်ဆက်ခြင်းနောက်ဆုံးတစ်ချက်ကတော့အရှိမလည်းပြောခဲ့တဲ့အိပ်ဆက်မှုကိုကောင်းမွန်စေခြင်းပါပဲ။လင်းညင်းဟာဓာတုအိပ်ဆေးတွေလိုမျိုးဘေးထွက်ဆိုးကျိုးမရှိတဲ့သဘာဝအိပ်ဆေးဖြစ်တဲ့အတွက်ညစဉ်အိပ်ခါနေတိုင်းတောက်ပေးလို့ရပါတယ်။ လေးငင်းမှာပါတဲ့ tryptophan ဟာ serotonin နဲ့ melatonin တို့ကိုလည်းတိုးပွားစေပါတယ်။လေးငင်းပွင့်ရင်နွေးကြံကိုဘယ်လိုလုပ်ရမလဲ။လေးငင်းပွင့်ရင်နွေးကြံကို ပြုလုပ်ခြင်းနဲ့ဆိုရင်တော့လေးငင်းပွင့်၄၅ပွင့်ကိုယူပြီးရေတစ်ခွက်နဲ့ရောပြီးစုပွက်အောင်ကြိုပေးပါ။အဲ့ဒီနောက်မှာတော့၅မိနစ်လောက်နှက်ထားရပါမယ်။အကျိုးအာနိသင်တော်တော်များများကဒီရင်နွေးရင်အငွေထဲမှာရှိနေပြီးအအေးခံချိန်မှာအဖုံးဖုံးထားမှ ရေထဲကိုဒီအာနိတင်တွေပြန်ရောက်มาဖြစ်လို့နှက်ထားတဲ့9မိနစ်အတွင်းမှာတော့အဖုံးအုပ်ထားဖို့အရေးကြီးပါတယ်။အဲ့ဒီနောက်မှာတော့တနာရီလောက်အေးခံထားပြီးတောက်သုံးလို့ရပါပြီ။ရေခဲတက်တာတဲ့ထည့်ထားပြီးတောက်ရင်လည်းရပါတယ်။အဓိကကတော့မအိတ်ခင်နာရီဝက်မှာတောက်ပေးပါ။ခလေးတွေကိုတိုက်ရင်တော့နည်းနည်းခါတဲ့အတွက်ပြားရည်ဇွန်းတဝက်လောက်ထဲတိုက်လို့ရပါတယ်။ပြားရည်နဲ့တောက်ရင်လည်းအရသာရှိပေမယ့်မပါဘဲတောက်လည်းရပါတယ်။ လိန်စည်းအနေနဲ့အသုံးပြုခြင်းရင်တော့အုံးစီဒါမှမဟုတ်တန်လွင်စီတဲကို၂ဆက်လောက်ထည့်ပြီးလိန်လို့ရပါတယ်။ဒဏ်ရမြ мян အနာကျက်ခြင်းရင်လဲခြားဆောင်လက်ဖက်၂ဆက်လောက်နဲ့လင်းညင်းပွင့်၂ဆက်လောက်ရောပြီးဒဏ်ရဖြစ်ထားတဲ့နေရာကိုလိန်ပြီးရင်ဒဏ်ရမြ мян ကောင်းသွားပြီးပိုးသက်စေအနေနဲ့သုံးပြီးသားဖြစ်ပါတယ်။ဒါဆိုရင်ဒီနေ့ပြောပြသွားတဲ့အစွမ်းထက်တဲ့လင်းညင်းပွင့်ရဲ့ကျန်းမာရေးအကျိုးကျေးဇူးများအကြောင်းကို ရမရေးဘူသူဒအနေနဲ့သိရှိသွားမယ်လို့ယူဆပါတယ်။နောက်အပတ်တွင်မှာလည်းလူချင်းမင်းတို့ရဲ့ရမရေးဆိုင်ရာဘူသူဒရစီယာဗီဒီယိုတွေကိုအစမပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ Dan Medical Mistake Channel ကိုဆက်လက်စောင့်ကြည့်ပြီးပါအောင်ခင်ဗျ။ကျွန်တော်တို့ရဲ့ Dan Medical Mistake Channel မှာတင်ဆက်ပေးနေသောရမရေးဆိုင်ရာအကြောင်းအရာများသည့်ဆရာဝန်တွေကိုယ်တိုင်တီးဖြတ်ထားတဲ့တိကျမှန်ကန်တဲ့သတင်းအချက်အလက်တွေသာဖြစ်တဲ့အတွက်မိတ်ဆွေများအနေနဲ့ ယုံကြည်စိတ်ချစွာအလေးလာမှတ်သားနိုင်ပါတယ် The Medical Mystic YouTube Channel ကို Subscribe လုပ်ထားပြီး The Medical Mystic Facebook Page ကိုလည်း Like and Follow လုပ်ပေးထားဖို့တောင်းဆိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ